ဒုဒ္ဒကူခုတုံးလုပ်ပြီးတော့မဟုတ်မဟတာတွေဟောသွားတာအဲ့ဒါကိုဥစဉ်ကမခံနိုင်လို့တုတ်ပြမယ်ဆိုရင်စုံလုံးကတချို့ကဗလိန်တယ်ဆိုတဲ့ခေါင်းစဉ်တက်လာကြလေအောင်မယ်ဒီတမန်တော်တွေဆေလွတ်ခဲ့တယ်ဆိုတဲ့ကိစ္စတွေကဗုဒ္ဓဘာသာတွေရဲ့ကျမ်းတွေထဲမှာလည်းပဲပါတယ်အဲ ဟိုတမဗုဒ္ဓဘာသာကဂေါရမပြောခဲ့တဲ့စကားရှိတယ်အငါဒီနောက်ဆုံးဗုဒ္ဓမဟုတ်ဘူးငါနောက်မှနောက်ဆုံးဗုဒ္ဓလာလိမ့်မယ်ဆိုပြီးပြောတယ်အဲ့တော့အဲ့ဒီနေရာမှာဗုဒ္ဓဆိုတဲ့စကားလုံးဟာဘယ်စကားဘာတွေကိုသုံးလဲဆိုရင်ဘုဒ္ဓဆိုတဲ့စကားလုံးကနေသုံးတယ်ဘုဒ္ဓဆိုတာကလူတယောက်ကကျင့်လို့မဖြစ်ဘူးဒါဟာဟိန္ဒူတွေမှာရောဗုဒ္ဓဘာသာဝင်တွေမှာရောဒီအသုံးလုံးသုံးကြတယ်ဘုဒ္ဓဆိုတဲ့ဟာက အလောင်းရှင်မြတ်ဘက်ကနေပြီးတော့မှရွေးချယ်ဆေလွတ်လိုက်တဲ့ပုံကိုကိုသာလျင်ဘုဒ္ဓါလို့ခေါ်တယ်လူတစ်ယောက်ကကိုယ့်ဘာသာကိုကြင်ယုံနေအဲ့ဒီလိုဘုဒ္ဓါဖြစ်မသွားဘူးကြီးရတဲ့သူတော်စင်ကြီးတစ်ပါးဖြစ်ကောင်းဖြစ်လိမ့်မယ်ဒါပေမဲ့ဘုဒ္ဓါဆိုတဲ့အရာတော့ ဖြစ်မလာဘူးအဲ့ဒါကြောင့်မလို့ဂေါရမဟာသူတရားကျင့်ရင်းနဲ့တရားရသွားပြီးတော့ဗုဒ္ဓဖြစ်သွားပြီဆိုပြီးတော့သူလာပြီးကျင်ညာတဲ့အချိန်မှာပတ်ဝန်းကျင်ကလူတွေကသူ့ကိုအမြဲတမ်းစစ်စစ်မေးကြတယ်အတော်တော်များများလူတွေကမေးကြတယ်ခမည်းမှာဗုဒ္ဓဖြစ်တယ်ဆိုတော့ဗုဒ္ဓရဲ့လက္ခဏာဘာတွေရှိလို့လဲဆိုပြီးတော့အားလုံးကစစ်စစ်မေးမြန်းတဲ့အချိန်မှာဂေါရမကနေအကုန်ပြန်ဖြေပေးတယ်ပြန်ဖြေပေးတဲ့အချိန်မှာအားလုံးလိုလိုလက်ခံသွားကြတယ်ခမည်းဟာတကယ်ပဲဗုဒ္ဓဖြစ်တယ်ဘုဒ္ဓဖြစ်တယ်ဆိုတဲ့ဟာကိုအားလုံးလက်ခံခဲ့ကြတယ်အဲ့တော့အဲ့ဒီဘုဒ္ဓဆိုပြီးတော့ ော့ဖြစ်ပါတယ်ဆိုတဲ့ဒီဂေါရမကိုယ်တိုင်ကလည်းပဲပြောခဲ့တယ်ငါဒီနောက်ဆုံးဗုဒ္ဓမဟုတ်ဘူးငါတော့မှနောက်ဆုံးဗုဒ္ဓပွင့်လိမ့်မယ်ကြည့်နော်ဗုဒ္ဓကိုခုတုံးလုပ်ပြီးတော့မဟုတ်မဟတာတွေဟောသွားတာအဲ့ဒါကိုဦးစင်းကမခံနိုင်လို့တုတ်ပြန်မယ်ဆိုရင်ဇုံလုံးကတချို့ကဗလိန်တယ်ဆိုတဲ့ခေါင်းစဉ်တက်လာကြလေအောင်မယ်အခုအချိန်ခါသည်တဘာဝငလျင်ဘေးတံကြောင့်ဗုဒ္ဓဘာသာရောအစ္စလာမ်ရောဒုက္ခနဲ့ရင်ဆိုင်နေရတဲ့အချိန်ဖြစ်တယ် ီလိုအချိန်ကာလမျိုးမှာမလိုလားအပ်တဲ့စကားတွေမပြောချင်ဘူးမပြောချင်တော့လည်းပဲပြောချင်အောင်လုပ်လာတဲ့အတွက်နည်းနည်းတော့ပြောမယ်နော်တမန်တော်ဒီဆင်လွတ်တဲ့အကြောင်းဗုဒ္ဓကျမ်းစာတွေထဲမှာပါတယ်တဲ့နောက်ပြီးဂေါရမဗုဒ္ဓသည်ငါသည်နောက်ဆုံးဗုဒ္ဓမဟုတ်ဘူးငါနောက်မှာနောက်ဆုံးဗုဒ္ဓလာလိမ့်မယ်လို့ပြောတယ်တဲ့ဘယ်ကျမ်းစာတွေထဲမှာပါတာလဲတုတ်တန်ဝီနီအဘိဓမ္မာဆိုပြီးဥစဉ်တို့ဘာသာမှာပိဋကတ်၃ပုံရှိတယ် ်ဘယ်ပိဋကတ်ထဲမှာပါတာလဲပါတယ်ဆိုရင် စာမျက်နှာနဲ့တကွအတိအကျချပြပါရန်တမ်းပြီးတော့လုံးဖေးပြောတာမျိုးမဟုတ်ပါနဲ့ဒီလိုပြောတာမျိုးကတော့ကလေးလေးပြောတတ်တယ်နော်နောက်ပြီးဗုဒ္ဓဆိုတဲ့အတိတ်ပဲကိုဖွင့်တဲ့နေရာမှာလည်းအမှားကြီးဖွင့်သွားတယ်အလားအရှင်မြတ်ကရွေးပြီးလွတ်တဲ့လူကိုဗုဒ္ဓလို့ခေါ်တာတဲ့ကြည့်အောင်နော်လုံးပုံကိုဗုဒ္ဓဆိုတာဗုဇ္ဇတိတိတိဗုဒ္ဓဗုဇ္ဇတိ စရာအဆုံးရောက်ကိစ္စအပြီးအတိတိတော်မူတတ်၏ဣတိတတမထို့ကြောင့်ဘုဒ္ဓဗုဒ္ဓမိတော်မူ၏တဲ့တိစရာမှန်သမျှကိုကုံစင်အောင်တိတော်မူတဲ့အတွက်ကြောင့်ဘုဒ္ဓလို့ခေါ်တာဘာမှအလားအရှင်မြတ်ကရွေးချယ်ပြီးလွှတ်တာကိုပြောတာမဟုတ်ဘူးနော်ဘုဒ္ဓရဲ့အတိတ်ပဲကိုလည်းမသိပဲနဲ့အခုလိုမျိုးအမှားတွေပြောတာဟာအမတန်ရှက်ဖို့ကောင်းပါတယ်နော်ဒီချိန်ဟာလူတွေဒုက္ခရောက်နေတဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့်မလိုလားအပ်တဲ့စကားတွေဆက်ပြီးမပြောချင်ဘူး ဒီလောက်ပဲပြောခြင်းပါတယ်နော်နောက်ပြီးတမန်တော်ဒီရွေးချယ်ပြီးဆွတ်တဲ့အကြောင်းဗုဒ္ဓကျမ်းဂန်ထဲမှာပါတယ်ဗုဒ္ဓဒီငါဒီနောက်ဆုံးဗုဒ္ဓမဟုတ်ဘူးငါနောက်မှာနောက်ထပ်ဗုဒ္ဓလာလိမ့်မယ်လို့ပြောတယ်အဲ့ဒီအချက်တွေဟာဘယ်ထဲမှာပါလာလဲဆိုတာကိုလည်းသိတဲ့သူများရှိရင်ပြောခဲ့ပါဦးနော်ဝန္တာနုစိတ်သက်ဆိုတာဘာကိုပြောတာလဲဖရားတဲ့ဝန္တာနုရခိတကိုအတူကောက်ဝန္တာနုလို့မှတ်လို့လွယ်အောင်ခေါ်ဆိုခြင်းဖြစ်ပါတယ် အပြည့်အစုံကတော့ဝန္တာနုရခိတပါဝန္တာနုရခိတကိုပုတ်ခွဲမယ်ဆိုရင်ဝန္တာကတပုတ်အနုရခိတကတပုတ်ဖြစ်ပါတယ်ဝန္တာအမျိုးအနွယ်ကိုအနုရခိတအစဉ်စောင့်ရှောက်ခြင်းလို့အဓိပ္ပာယ်ရပါတယ်ဝန္တာနုရခိတဝန္တာနုစိတ်သက်ဆိုတာအမျိုးအနွယ်စောင့်ရှောက်တာကိုပြောတာပါနော်အရှင်ဖေယတပည့်တော်မေးတော်မူတာနှစ်ခေါက်ရှိပါပြီဖေယပင်စားဝဲကြီး၅ပါးတည်းက အရှင်ကွန်းတေညပရိနိဗ္ဗာန်ပြုတာဘယ်ပြေနဲ့ဘယ်မြို့မှာပါလဲဖရာတဲ့အရှင်ကွန်းတေညမထေကြီးဟာပရိနိဗ္ဗာန်စံဃာနီးတော့မြတ်စွာဘုရားထံကြွရောက်ပြီးသူပရိနိဗ္ဗာန်စံတော်မူဖြစ်ကြောင်းမြတ်စွာဘုရားထံလျှောက်ထားပါတယ်အရိခာမှာမြတ်စွာဘုရားကအဘယ်အရ၌ပရိနိဗ္ဗာန်ပြုမည်နည်းဟု မေးတော်မူတဲ့အခါမှာဘုရားတပည့်တော်သည်ခိမဝန္တာတော၌ရှိသောသတ္တန္တအိုင်၌ ရိနိဗ္ဗာန်ပြုပါမည်ဟုလျှောက်ထားတော်မူပါれ။လျှောက်ထားတော်မူသည့်အတိုင်းရှင်မဟာကုန်တေညမထေကြီးဟာဟိမဝန္တာတော်၌ရှိသောသတ္တန္တအိုင်၌ပဲပရိနိဗ္ဗာန်ပြုတော်မူပါれ။ရှင်မဟာကုန်တေညမထေဤယုတ်ကလတ်တော်ကိုမြတ်တွေကတာဒုတိလာနသဖြင့်ကျင်းပပူဇော်ကြပါれ။အရှင်ဖေယစိတ်နဲ့စေတသိက်ကိုဘယ်လိုခွဲခြားပြီးကြည်ရတာပါလဲဖေယတဲ့။ စိတ်ဆိုတာအာယုံကိုတည်တက်တဲ့သဘောကို ဆိုလိုခြင်းဖြစ်ပါတယ်။ပူရင်လည်းပူမှန်းသိတယ်။အေးရင်လည်းအေးမှန်းသိတယ်။အဲ့ဒီလိုတည်တက်တဲ့သဘောကိုပဲစိတ်လို့ခေါ်ဆိုခြင်းဖြစ်ပါတယ်။စေတသိက်ဆိုတာကတော့စေတသိကဆိုတဲ့ပါဠိကဆင်းသက်လာခြင်းဖြစ်ပါတယ်။စိတ်ကိုမှီတွယ်၍ခြေလှယ်တက်တဲ့သဘောတရားကိုစေတသိက်လို့ခေါ်ဆိုခြင်းဖြစ်ပါတယ်။စိတ်နှင့်အတူဖြစ်ခြင်းစိတ်နှင့်အတူချုပ်ခြင်းစိတ်နှင့်အာယုံတူခြင်း စိတ်နှင့်မိတွေ့ရာတူခြင်းတို့သည်စေတသိက်၏အင်္ဂါရများဖြစ်ပါれဒီလောက်ဆိုရင်စိတ်နှင့်စေတသိက်ကိုခွဲခြားကြည့်တတ်လောက်မယ်ထင်ပါれအရှင်ဖယားယခုဘဝမှစလို့နောက်ဖြစ်လေရာဘဝတိုင်းမှာတောတာပန်ဖြစ်ရပါစေလို့ဆုတောင်းကောင်းပါသလားဖယားတောတာပန်ဖြစ်ဖို့ကဆုတောင်းယုံနဲ့မရပါဘူးတောတာပန်ဖြစ်ဖို့အတွက်အင်္ဂါ၄ချက်ရှိရပါမယ် အဲ့ဒီအင်္ဂါ၄ချက်ကဘာတွေလဲဆိုရင်နံပါတ်၁တပ်ပုရိသတန်တိဝဘုရားယဟန္တာသာသော သူတော်ကောင်းတို့ကိုမှီဝဲစည်းကပ်ခြင်းနံပါတ်၂တတ္တမတာဝနံသူတော်ကောင်းတရားကိုနာကြားခြင်းနံပါတ်၃ယောနိသောမနာတိကာရောတင့်လျော်သောအာဖြင့်နှလုံးသွင်းဆင်ခြင်ခြင်းဟုဆိုရသောယောနိသောမနာတိကာရရှိခြင်းနံပါတ်၄ဓမ္မာနုဓမ္မပတ္တိပတ္တိ လောကုတ္တရာတရားအားလျော်စွာကျင့်ကြံအားထုတ်ခြင်းတို့ဖြစ်ပါတယ်။ပေါ်ပြပါအင်္ဂါ၄ချက်နဲ့ညီမယ်ဆိုရင်သောတာပန်ဖြစ်နိုင်ပါတယ်။အရှင်ဖေဟာဘုံကြီးเจ้าမှာတောက်ရေကန်လှူထားပါတယ်။ဘယ်လိုကုသိုလ်မျိုးရပါတလဲဖေဟာတဲ့။ရေတွင်းရေကန်လှူတဲ့ပုံကူတွေဟာအကျိုးတရား၁၀မျိုးရရှိပါတယ်။အဲ့ဒီအကျိုးတရား၁၀မျိုးကဘာတွေလဲဆိုရင်၁အသက်ရှင်ခြင်း၊၂အစင်းလှခြင်း 3ချမ်းသာကြီးခြင်း4ကွာပလကြီးခြင်း5ဉာဏ်ပညာကြီးခြင်း6စိတ်ဤစင်ကြယ်ခြင်း5ကိုယ်ဤတန်ရှင်းခြင်း7ဂုံတရင်ကြော်သောခြင်း9ငတ်မုတ်ခေါင်ပါခြင်းပြီးမှလွန်မြောက်ခြင်း10အချွေအရံပေါများခြင်းတို့ဖြစ်ပါတယ်။ဒါဟာရေတွင်းရေကန်လှူတဲ့သူများရရှိမဲ့အကျိုးတရား၁၀မျိုးပဲဖြစ်ပါတယ်။ရှိတော့ကလူကြီးဆိုပြီးတဲ့စကားသုံးရှိရလေ ။သမင်းပူကိုမစားနဲ့ကျွေသေးကိုသာစားပါ။တောက်ရရချေရချပါဒီစကားတုံးကိုတကယ်ကိုတန်မှုရှိတဲ့စကားတွေပဲ။သမင်းပူကိုမစားနဲ့ဆိုတာဘာပြောတာလဲဆိုတော့ဟိုသူတို့ဘာမျက်ကြီးငယ်ကြပြီးမှစားရတဲ့သမင်းလို့ပေါ့။ဒီနေ့ခေတ်မှာဆိုရင်ဒီလိုသမင်းတွေကိုစားနေတဲ့သူတွေတွေ့နေရတယ်။ရန်ကုန်မန်းလေးလိုမြို့ကြီးပြားကြီးတွေမှာပဲဖြစ်ဖြစ်တခြားမြို့ငယ်လေးတွေမှာပဲဖြစ်ဖြစ် ခေတ်ကပြတ်နေတဲ့နိုင်ငံကဖယိုဖယဲဖြစ်နေတဲ့အချိန်မှာတနည်းအားဖြင့်ပြောလို့ရှိရင်ကက်ကြီးသုံးပါးပြီးကြုံတွေ့နေရတဲ့အချိန်ပေါ့ဒီလိုအချိန်တွေမှာရိုးရိုးတသားနဲ့မကြိုးစားကြင်တော့ဘူးကြိုးစားတော့လေကြိုးစားတော့မဖြစ်တော့လူတွေကအလွယ်လန်းကိုလိုက်ကြတယ်အလွယ်လန်းကိုလိုက်ပြီးတော့သူတစ်ပါးရဲ့ပစ္စည်းတွေကိုလိမ့်လေတယ်လှည့်စားတယ်ပြီးရင်ဓမြတိုက်တယ်ကိုဆူလူနိုင်တယ် လူစုတခုတွေပေါ်လာတယ်ပေါ့။ဘာကြောင့်ပေါ်လာတာတော့ဆိုရင်စာဝင်နေအစင်မပြေလို့စာဝင်နေအစင်မပြေတဲ့သူတိုင်းဒီလိုလှုပ်တာလားဆိုတော့လည်းမဟုတ်ပါဘူး။ဒီလိုထမင်းပူကိုစားတာလားဆိုတော့မဟုတ်ပါဘူး။ဥဒနောဈေးတဲ့ဥပုံနဲ့မနက်ခင်းနေဈေးတဲ့သွားတဲ့ဖျားပန်းတွေဝယ်တယ်ဈေးတဲ့တွေတွေ့နေရတာပဲဈေးတဲ့တွေဈေးရောက်နေကြတာသူတို့လည်းဒီခက်ပြက်ကြီးတွေမှာနေတဲ့ပုံကိုယ်တွေပဲကြက်တဲနေတဲ့ချိန်ကာလကိုဖြတ်တန်းနေတဲ့သူတွေပဲ ကပြတ်သေးမှာကြက်တဲနေတဲ့ချိန်ကာလတစ်ခုကိုဖြတ်တန်းနေတဲ့ပုံကိုချင်းတူတာတောင်မှဖြတ်တန်းပုံကြီးမတူဘူးတချို့ကသမင်းပူကိုစားပြီးတော့ဖြတ်တန်းတယ်အဲတချို့ကသမင်းအေးအေးကိုစားပြီးတော့ဖြတ်တန်းတယ်ဖြတ်တန်းပုံကြီးမတူတော့အချိုးပေးရလို့ပြချင်းလည်းတူမှာမဟုတ်ဘူးဘုရားကလို့သူတို့ပါဘူးလိမ့်လေလေသားပြီးတော့ဥပါဒီနေ့ခင်ပါဆိုလို့ရှိရင်အဲနိုင်ငံသားတော်ရမယ်ဆိုပြီးတော့နော်ပွဲသားလို့လို့အေရှင်လို့လို့ ဒီလိုတွေလုပ်ပြီးတော့ပတ်စံတွေလိမ်သွားတယ်မြန်မာနိုင်ငံမှာစီးပွားရေးဆိုပြီးတော့နိုင်ငံခြားဟိုမရှိမဲ့ရှိမဲ့လေးတွေရောင်းချပေါက်နှမ်းပြီးတော့သွားမဲ့ပုံစံတွေလိမ်ခံလိုက်ရတော့မျက်ရည်ဆက်လက်နဲ့ဟောတချို့တွေလမ်းသွားတဲ့ဆိုင်ကယ်နဲ့ဆိုင်ကယ်ကိုလမ်းကနေဖမ်းပြီးတော့လူတယ်ဒီဆိုင်ကယ်လေးနဲ့လုံးလုံးနေတဲ့ပုံကိုဆိုင်ကယ်ပါသွားပြီလုံးမရှိတော့ဘူးသွားပြီဗီဒီယိုဝင်မောင်းတဲ့သူတွေဒီလိုပဲတချို့တွေဆိုရင်တန်တကာတော့တတ်ထားတယ်ဒီလိုပုံစံတွေရှိလို့အဲ့တော့ဒီဘက် ကြက်တဲနေတဲ့ခကြီးမှာဒီပုဂ္ဂိုလ်ဟာသမင်းပူကိုစားနေတဲ့သူတွေစားကြည့်လေသမင်းပူကိုဘိုက်ထဲတော့ရောက်မခံနိုင်ဘူးပါဇက်ထဲမှာနေပူလောင်လုံးလို့ပြန်ထွေးထုတ်ရတဲ့အဖြစ်အခုစားနေတဲ့သမင်းပူတွေကသူတစ်ပါးရဲ့မျက်ရည်ကြီးပေါက်ကျပြီးမှစားတဲ့သမင်းကအဲ့ထက်အစာပေါင်းများစွာပိုပြီးတော့ပူလောင်ပါတယ်အဲ့တော့အဲ့ဒီသမင်းပူကိုလည်းအားလုံးမစားမိကြပါစေနဲ့အဲ့တော့သမင်းပူကိုစားနေတဲ့ဆိုရင်မစားပါနဲ့ ဘောရတမသူကကြကြနဲ့ရှာစားနေတဲ့ပုံကိုယ်တွေကလည်းဒီတိုင်းလေးပဲဆက်ပြီးတော့သွားပါဒါဆိုလို့ရှိရင်ကို့ဘွားလည်းအေးချမ်းတယ်လို့ကို့ဘက်ဝန်းကျင်ကပုံကိုယ်တွေလည်းဒီမတန်းပါဘူးနောက်တစ်ခုကအကျွေးတီးကိုယ်သားလည်းစားပါတဲ့ကျွေးတီးကိုယ်သားလည်းသူများပေးတာကန်သူများဒါချီပြီးလို့ပေးတဲ့ဟာကိုပဲစားသူတော်ကကိုချီချီပြီးပြီးနဲ့ပေးလာပြီဆိုလို့ရှိရင်တော့စားပါတဲ့နော်ဆက်ကြတော့ပေးပြီဆိုလို့ရှိရင်ညှော်လင့်ချက်နဲ့ပေးတာ ခုရှိကတခုလိုချင်လို့ကိုကိုတခုလာပေးတာဒီလိုမျောလင်းချက်ကြီးနဲ့ပေးတယ်စိတ်မပြတ်ဘူးမစားပါနဲ့အဲ့လိုအစားအသောက်ကိုစားရမယ့်အစားမစားဘဲနေလိုက်တာကမှပိုပြီးတော့ကောင်းပါတယ်အဲ့တော့ကြောင့်ကျွေသီးကိုတောင်းရင်စားပါအဲ့ဒီကျွေသီးဟာလည်းပဲတရာချီပြူနဲ့ပြပြတတာကျွေတဲ့အသီးလေးဖြစ်ဖို့တော့လိုပါတယ်ကြောက်ရရချီရချပါတဲ့ ကိုရောက်တဲ့နေရာလေးမှာတက်နိုင်သလောက်ခြေရာလေးကိုခြားခဲ့ကိုရဲ့ပုံရိပ်ကလေးတွေဘောကဘာလုံးနိုင်လဲကလေးတွေကိုစာတင်ပေးနိုင်တလုံးတပါရတကာထာလောက်ပဲဖြစ်ဖြစ်တင်ပေးခဲ့ပါတပုတ်လောက်ပဲတိတိပြောပေးခဲ့ပြောပြပေးခဲ့ပါဒါခြေရာချတာပဲဒီတဲ့တက်နိုင်လို့ရှိရင်ဘာသာရေးနဲ့ပတ်သက်တဲ့အဆောက်အဦတွေစောင့်မလားဖះစီရီပထိုးတွေတင်မလားဘာလုံးမလဲကောင်းတယ်တစ်ခုခုပေါ်ခဲ့ပါ နောက်ကလေးတွေဟာတို့ဝေဟင်ကနေပြန်တန်းပြီးတော့ညောင်းတဲ့အခါမှာတို့ရဲ့ခြေရာလေးတွေချခဲ့တယ်လို့ပဲအဲလူတွေဆိုလူတွေလည်းပဲကိုနေထိုင်ခဲ့တဲ့နေရာမှာကိုယ့်ရဲ့ခြေရာလေးတွေချခဲ့ဖို့လိုပါတယ်